အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့သူရပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီ Facebook ပေါ်မှာပေါ့နော်ကျွန်တော်တို့ page ပဲဖြစ်ဖြစ် account ပဲဖြစ်ဖြစ်ပေါ့နော် content monetization ပွင့်လာလို့ရှိရင်မလုပ်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အာ payout setup ပေါ့နော် payout setup ပေါ့ပြောရမယ်ဆိုရင်တော့ payout setup လုပ်တာပေါ့နော်အဲ့ဒီအဟာကိုကျွန်တော်သစင်ချင်းပြောပြပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ account အဲဒီမှာဒီလိုမျိုး CM setup ပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ စရမ်လုပ်ရပါမယ်စရမ်လုပ်ဖို့အတွက်ကျွန်တော်တို့ဒီအာဘန်အကောင့်တစ်ခုရှိဖို့လိုပါမယ်ထိုင်းဘန်ပဲဖြစ်နိုင်ငံခြားဘန်ဆိုရင်အဆင်ပြေပါတယ်မြန်မာဘန်တော့မရပါဘူးခင်ဗျလောဆယ်မရသေးဘူးပေါ့နော်ထိုင်းဘန်ထိုင်း ID တစ်ခုရှိဖို့လိုအပ်ပါတယ်အဲ့ဒီ ID နဲ့ဘန်ကတူနေဖို့လိုအပ်ပါတယ်ဒါကတော့အလုံးသိပြီသားဖြစ်မှာပါနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီစလိုက်အောင်ဗျာစရမယ်နော်စရမယ်အာဒီရမဆုံးနေနဲ့ဒီကျွန်တော်တို့ guest tag ကိုနေရမှာပေါ့နော်ကျွန်တော်တို့ဖုန်းထဲနေလုပ်မယ်ဆိုရင်တော့သူကတချို့ တချို့ account တွေတချို့ page တွေက auto approve လုပ်လိုက်တယ်ပေါ့နော်အာကျွန်တော်တို့ရဲ့ account အဲဒီ set up လုပ်တဲ့ account နာမည်နဲ့သူကတခါတည်း auto ထည့်လိုက်တာပေါ့နော်အချိန်ကျရင်ကျွန်တော်တို့နောက်ပိုင်းကျရင်ပြင်ရတာအရန်ခက်တယ်ပေါ့နော်အားကြောင့်မလို့တတ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အာ PC ထဲကနေလုပ်ဖို့ချန်ပေးရှင်ပါတယ် PC မရှိတဲ့လူတွေအတွက်ကလည်းကျွန်တော်တို့ဒီဖုန်းထဲကနေပြီးတော့မောဖုန်းထဲ browser ထဲကနေပြီးတော့မှကျွန်တော်ဒီ website ကိုဝင်ပေးဖို့လိုပါတယ် BU အဲဒီ website ပေါ့နော် ီ website ကိုဝင်ဝင်ပြီးတော့မှကျွန်တော်တို့စရလုပ်လို့ရတယ်ဗောနော်အာဒီနားရောက်ပြီဆိုရင်ဘုံထဲမှာလည်းဒီ website ဝင်လို့ရတယ်ဗောနော် monetization ဆိုတဲ့နေရာကိုတွားအပြင်ကျွန်တော်တို့ဒီဒီနေရာမှာ CM setup ပွင့်နေတဲ့နေရာလေးကိုတစ်ချက်တွားမှာဗောနော်ဒါတွေက star တွေ subscription တွေဗောနော်ဒါတွေကလုတ်ဖို့မလိုပါဘူးဗျနော် CM ကိုနေလိုက်ပါမယ်ဒီနေရာမှာကိုယ့်ရဲ့ brand တွေကိုယ့်ရဲ့ ID တွေအစင်သိရှိနေဖို့လိုပါတယ် ြီးရင်ဒါလေးကိုနေလိုက်ပါမယ်ကျွန်တော်ကတော့ဒီတိုင်းပဲမြန်မြန်လေးလုပ်လိုက်ပါဘောနော်အာကိုပြန်လိုက်လုပ်တဲ့ခါကျရင်ဖြည်းဖြည်းချင်းလုပ်ပါဗျကိုသစင်ချင်းဖြည်းဖြည်းချင်းဘောနော်မမရွေးအောင်သစင်ချင်းလုပ်တာပိုကောင်းပါတယ်ဗျ create new ကိုနေရပါမယ်ဗျကျွန်တော်တို့အစ်စ်အလုပ်မှာဆိုတော့လေကျွန်တော်ကဒီမှာထည့်ထားရရှိရေဘောနော်ထည့်ထားရတဲ့ဟာရှိတယ်အာနာမည်ကတော့ကျွန်တော်တို့၃လုံးရှိတယ်ဆိုရင်အရှိနှလုံးကိုအပေါ်မှာရေးမယ် အဲနောက်တစ်လုံးကိုအောက်မှာရေးမှာပေါ့နော်အပုံစံရေးလို့ရပါတယ်ဒါပြီးရင်ကျွန်တော်တို့မွေးနေပေါ့နော်မွေးနေကတော့ကျွန်တော်ထည့်လိုက်ပါမယ်မွေးနေ့ရက်တည်းတည်းရှာလေးထည့်ပေးဖို့လိုအပ်ပါတယ်။အပြင်ကျွန်တော်တို့ country ရွေးရမှာပေါ့နော်။ country ကတော့ကျွန်တော်ကထိုင်းဘန်တုံးမှာဆိုတော့ကျွန်တော် Thailand ကိုရွေးမှာဖြစ်ပါတယ်။ ထိုင်လိုက်ပါတော့။ business type ကတော့ကျွန်တော်တို့ဒီပုံမှန်အဖြစ်တော့ passport တို့ဒီပိုင်းရောင်ကားတို့တုံတဲ့လူတွေတွေ့ရတော့ကျွန်တော်တို့ဒီ individual ကိုရွေးတာများပါတယ်ပေါ့နော်။ဒီ individual ပဲအဆင်ပြေပါတယ်။ Galaxy စီမှာ company တခုခုရှိတယ်ဆိုရင်တော့ company ရဲ့အဲဘယ်လိုပြောမလဲ။ type ပေါ့နော်။ type entity type ကိုဒီမှာရွေးလို့ရပါတယ်။ ကျွန်တော်ကတော့ဒီအခုကပိုင်းရောင် capacity နဲ့လုံးမှာဖြစ်တဲ့အတွက်ဒီ individual ပဲကျွန်တော်ရွေးလိုက်ပါမယ်။ဒါပြီး next အဲ့ဒါပြီးရင်တော့ကျွန်တော်လိပ်စာထည့်ဖို့လိုအပ်ပါမယ်။လိပ်စာကတော့ကျွန်တော်တို့ရဲ့ bank statement မှာပါတဲ့လိပ်စာဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဗျ။ကျွန်တော် bank statement မှာ bank statement လိပ်စာလေးတစ်ချက်တော့ကြည့်ပါမယ်။ အာဒီမှာကျွန်တော်တစ်ချက်ပြန်ရွေးလိုက်မှာပေါ့နော်အာဘဏ်ကပီဆိုပြီးတော့ဘဏ်ကောက်ပေါ့နော်စတိတ်ကတော့ဘဏ်ကောက်ပေါ့ဒီနံပါတ်ကဒါကဟောပေါ့သူရဲ့ postcode ပေါ့နာ postcode ဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးထည့်ပေးရပါမယ်ဒါကတော့ Thai ဖုန်းနံပါတ်ကျွန်တော်ထည့်ထားတာပေါ့နော်အာဒီဟာကကျွန်တော် အီးမေးပေါ့နော်အီးမေးကတော့ကိုယ့်ရဲ့အီးမေးမြန်မာအီးမေးပဲဖြစ်ရပါတယ်ဒီဟာကအရေးကြီးပါတယ်သူပတ်စံလွှဲတဲ့ခါကျရင်ဒီအီးမေးထဲကိုသူကပြည်စာလေးပို့ပေးမှာပေါ့နော်အာပြီးတော့ဒီ text sign ဒီနေရာမှာကျွန်တော်တို့ဒီအကို text sign နေရှိတယ်ဆိုရင် text sign နေထည့်လို့ရပါတယ်တကယ်လို့မရှိဘူးဆိုရင်ကျွန်တော် passport number ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပိုင်းရောင်ကတ်နံပါတ်ပဲဖြစ်ထည့်လို့ရပါတယ်ခင်ဗျအဲ့တော့ဒီနေရာမှာကျွန်တော် passport number ထည့်လိုက်ပါမယ် အာဒါထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်အပေါ်တစ်ချက်ပြန်စစ်ပေးပေါ့နော်နာမည်ဒီမှန်လားပေါ့နော်ဒီမှာနာမည်ဒီမှားနေရယ်ဆိုရင်တစ်ချက်ပြန်ပြင်ပေးပေါ့နော်လိပ်စာတွေပါတယ်ကိုမှမေးဆိုရင်ကျွန်တော်ဒီမှာအမှန်ရှိလေးနေပါပါဒီနေရာမှာကျွန်တော်တို့ VAT ထည့်ချင်မလို့ပါဘူးပြတကယ်လို့ VAT ရှိတယ်ဆိုရင်လည်းထည့်လို့ရပါတယ်မရှိဘူးဆိုရင်တော့ဒီတိုင်းပဲခြံထားလို့ရပါတယ်ခင်ဗျပြီးရင် next ဆိုနေပါမယ်ဒါပြီးရင်ဒီမှာကျွန်တော်တို့ရွေးပြရမှာဖြစ်ပါတယ် ဒီနေရာမှာကျွန်တော်တို့ဘန်ချိတ်မှာပေါ့နော်ဒါပြင်ကျွန်တော်တို့ဘန်ချိတ်မဲ့အဆင့်ရောက်ပါပြီဘန်ချိတ်တဲ့နေရာမှာကျွန်တော်တို့ရွေးဆယ်ဆရာ၃ခုရှိပါတယ်ပေးပင်နဲ့လားဝိုင်ယာနဲ့လားဘန်ထရန်စဖာနဲ့လားပေါ့နော်ဝိုင်ယာကကြတော့ဒီ US ကနေကျွန်တော်တို့ရဲ့ဘန်ထဲကိုတည့်ရလွှဲမှာပေါ့နော်ဒီဘန်ထရန်စဖာကကြတော့ဒီသူတို့ကဘန်ထဲကိုလွှဲလာမယ်အဲဘန်ကနေတစ်ဆင့်မှာကျွန်တော်တို့ရဲ့ဘန်အကောက်ထဲကိုသူတို့ပြန်ထည့်ပေးမှာပေါ့နော်အခုစာမျိုးဖြစ်ပါတယ်ဒီဘန်ထရန်စဖာကကြတော့ဒီ local ဘန်အချင်းချင်းကိုသူတို့ပြန်လွှဲပေးတာပေါ့နော်ဥပမာသူတို့ကစီကွန်ဘန်ကိုလွှဲပေးတယ်ဆိုရင် ကျွန်တော်ဒီမှာ CRM commercial ထည့်ထားရဆိုရင်တော့သူ casino ကနေကျွန်တော်တို့ဒီအဲ့ဒီ CRM ထဲကသူပြန်ထည့်ပေးပါတော့အပုံစံမျိုးကွာသူတို့ချိန်ထားတဲ့အဲထိုင်းနိုင်ငံနဲ့စာချုပ်ချုပ်ထားတဲ့ brand တစ်ခုကနေကျွန်တော်တို့ဒီ local brand ချင်းချင်းသူလွှဲပေးပါတော့ဒါကတော့ brand transfer ဖြစ်ပါတယ်ဒီ wire transfer ကကျတော့ဒီနိုင်ငံရှားကနေပြီးတော့မှတိုက်ရိုက်ကျွန်တော်တို့ရဲ့ brand account ထဲကိုလွှဲပေးတာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာ brand transfer နဲ့ try ကြည့်ပါမယ် တကယ်လို့ band transfer နဲ့ရရင် band transfer band transfer နဲ့ပို့စင်ပေးပါတယ်ဒီကောင်ကဘယ်လိုလဲဆိုတော့ဒီ25ဒေါ်လာကနေစပြီးတော့ထုတ်လို့ရပါတယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ switch code ကိုထည့်ရပါမယ်ကျွန်တော်ရဲ့ band ရဲ့ switch code ပေါ့နော်ဥပမာကျွန်တော်တို့က band တစ်ခုကိုတုံးထားတယ်ဆိုပါစို့ Cyan Commercial band ဆိုရင်တော့ switch code ကတော့ CQTHBK ပေါ့နော်တရားသူ့ရဲ့ Cyan Commercial band ရဲ့ switch code ဖြစ်ပါတယ်ဒါတွေကတော့ Google မှာရှာလို့ရပါတယ် မာကေဘန်ရဆွေးကုတ်ဆိုရင်လည်းကေဘန်ဆွေးကုတ်ပေါ့နော်ဟိုကဲမှာလို့ရှာလို့ရပါတယ်ခင်ဗျာဒီနေရာမှာကိုယ့်ရဲ့နာမည်လေးတွေမှန်ပြီးဘန်နိုင်ငံနေ currency တွေမှန်ပြီဆိုရင်တော့ကျွန်တော်တို့အာ link ပေးအောင်နေလို့ရပါပြီ။ဒါပြီးရင်ကျွန်တော်တို့ tax info ထည့်ရပါမယ်။ tax info ဆိုတာကကျွန်တော်တို့ဒီအခွင့်အချက်လက်တွေပေါ့နော်အဲ့ဒါတွေတစ်ချက်ထည့်ရမှာဖြစ်ပါတယ်။ဒါနေ့နေ့ပါဗျ။ ာခဏလေးပါနော်ကျွန်တော် window ပြောင်းတော့လို့နည်းနည်း screen ပြောင်းရမှာဖြစ်ပါတယ်ခဏလေး okay မြင်ရပြီစနေအာဒီနေရာလေးဒါကတော့ text import ထည့်တဲ့နေရာပဲဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတော့ text import ထည့်ရပါမယ်အာ container ကိုနေရပါမယ်ဒါပြင် container ပါဗျ အဒီနေရာမှာကျွန်တော်တို့ကဒီ US နိုင်ငံမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီ US citizen လည်းမဟုတ်ဘူးကျွန်တော်တို့ NCC နဲ့လည်းခြင်ထားလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ no ပဲရွေးပါမယ်ပြီးတော့အောက်တစ်ခုကိုလည်းကျွန်တော်တို့ no ပဲရွေးပါမယ်ခင်ဗျအဲ့ပြင်ကျွန်တော် next ပါ citizenship ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့မြန်မာကိုရွေးရမှာမင်းဗျဒါ citizenship ဆိုတာကျွန်တော်တို့ရဲ့နိုင်ငံသားခံယူထားတဲ့နိုင်ငံကိုသူကပေးတာပေါ့နော်ဒါကတော့မြန်မာဖြစ်ပါတယ်ဒါကျွန်တော်ထည့်ထားတဲ့တင်နံပါတ်ပါ in next bar next bar ဒါလည်း next bar အာ tax residence ဆိုတာကကျတော့ကိုအခွင့်ဆောင်တဲ့နိုင်ငံပေါ့နော်ဥပမာကျွန်တော်တို့ဒီအခွင့်ဆောင်တဲ့နိုင်ငံဆိုတာဒီဘန်နိုင်ငံကိုပြောတာပါပဲဗျာကျွန်တော်တို့ကထိုင်းဘန်နဲ့တုံးထားဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ထိုင်းဟိုတုံးထိုင်းကိုထည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာတော့လေရေလို့ကိုကစင်ကာပူဘန်ထည့်ထားဆိုရင်တော့စင်ကာပူကိုရွေးပေါ့နော်ဒီနေရာမှာတော့ကျွန်တော်ထိုင်းကတော့ဒီသူကဘယ်လိုပြောရမလဲအခွင့်30ရာခိုင်နှုန်းသူမဖြတ်ဘူးပေါ့နော် အဲထိုင်းနဲ့အမေရိကန်ကြားမှာအဲ့လိုမျိုး eligible ဖြစ်တဲ့အဲ trading benefit ဆိုတာရှိရကွာကြယ်လို့စင်ကာပူဆိုရင်တော့သူအခွန်30%ခိုင်နှုန်း with hold ဖြစ်တယ်ပေါ့နော်အဲ့ပုံစံမျိုးတော့ရှိတယ်စင်ကာပူကတော့လေကျွန်တော်ကတော့ထိုင်းရွေးတဲ့အတွက်ပေါ့ဒီနေရာမှာအစိမ်းရောင်ပေါ်တယ်ပေါ့နော်တကယ်လို့စင်ကာပူတို့တခြားနိုင်ငံတို့အခွန်ပေးရတဲ့နိုင်ငံတို့ဆိုဒီနေရာမှာအနေရောင်လို့ပေါ်နေပါလိမ့်မယ်အနေရောင်ပဲပေါ်ပေါ်ဒီအဖြစ်အဲဒီအစိမ်းရောင်ပဲပေါ်ပေါ်ပေါ့နော်ကျွန်တော်တို့ဒီဒီနာရောက်ပြီဆိုတာနဲ့ကျွန်တော်နိုင်ငံတွေရွေးပြီးပြီဆိုတာကျွန်တော် next ကိုနေလို့ရပါပြီ အာပြီးရင်ဒီနေရာမှာမန်ရှစ်မယ်ပြီးရင်ဒီနေရာမှာကိုယ့်ရဲ့နာမည်အပြည့်စုံကိုလက်မှတ်ထိုးရမှာပေါ့နော်နာမည်အပြည့်စုံရေးရမှာဖြစ်ပါတယ် Okay ဒါပြီးရင်ကျွန်တော်တို့ဒီအောက်မှာ submit form ဆိုတာလေးကိုတစ်ချက်နေပါမယ်ဒီဆင်းပြီးသွားရင်တော့ကျွန်တော်တို့ set up လုပ်တာပြီးသွားပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီမှာအဲပိုင်ရပိုင်ရပေါ့ အကုန်လုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ okay နေလို့ရပါပြီအဲဒါပြီးရင်တော့ကျွန်တော်တို့ setup လာအောင်မြင်သွားပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီပေါ်နေပါလိမ့်မယ်ဒီနာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ကျွန်တော် down လေးကိုနှိပ်ပါမယ် ဒါဆိုရင်ကျွန်တော်တို့ monetization အာ content monetization ပေါ့နော် set up လုပ်တာပြီးတော့ပါပြီအောင်မြင်သွားပြီပေါ့နော်ဒီမှာကိုယ့်ရဲ့ page မှာဝင်ဝင်စဝင်ပါပြီတကယ်လို့ကိုက ban transfer နဲ့ရှိတ်ထားတယ်ဆိုရင်ဒီဟာကအာ25ဒေါ်လာပြည်ရတယ်ကိုယ့်ရဲ့ ban ထဲကိုသူတို့လွှဲပေးမှာပေါ့နော်အာ process ပြတာကတော့ဒီပုံမှန်သူ process ပြတဲ့ပုံစံကတော့ကျွန်တော်တို့ဒီလအတိုင်းလအတိုင်း၁၀ရက်နေ့မတိုင်ခင်သူ process ပြတယ် ဒီလအရင်လကဘယ်လောက်ဘယ်လောက်ရထားလဲပေါ့နော်အဲ့ပုံစံသူ process ပြတယ်ပြီးတော့ဒီရက်20ကနေ25ရက်အတွင်းကကျတော့ဒီကိုတကယ်လို့ကိုက25ဒေါ်လာပြည့်ရဆိုရင်တော့ဒီဘန်ထဲလွှဲပေးမှာပေါ့နော်အဲ့ရက်အတွင်းကတော့ဒီဘန်ထဲလွှဲပေးမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲဗျ